ကိုမထမှတ်ထားတာနဲ့ကြုံတွေ့ခဲ့ရတယ်လို့ပြောပြလာတဲ့နေဝင်အားလုံးပဲမင်္ဂလာပါရှင်။အစရောတရုတ်စာအကယ်ဒမီနေဝင်ကတော့အခုဆိုရင်ပြန်ထန်တဲ့ငလင်ဘီတန်ကြောင့်တက္ကနကျန်အတွင်မှာပြည့်စည်ဆုံးရှုံးသွားခဲ့ရတဲ့အသက်အိုးအိမ်စီစဉ်တွေနဲ့ပတ်သက်ပြီးတော့ငလင်ဘီတင်ပြည်သူတွေအတွက်စိတ်မကောင်းဖြစ်နေရပါတယ်။ ရဝင်းကတော့သူအနေနဲ့အခုလိုကြုံတွေ့ခံစားလာရမှာကိုလောဝကိုမတင်မှတ်ထားခဲ့ကြအောင်ပြန်ထန်တဲ့ငလင်တန်းကြောင့်လောက်ခါသွားရတဲ့အခြေအနေတွေကိုလည်းကိုရိုင်းကြုံတွေ့ခံစားခဲ့ရကြအောင်ဖြပြလာခဲ့ပါရယ်။သူကတော့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်းငလင်ဘေးတင်ပြည်သူတွေအားလုံးကိုကိုချင်းစာမင်းကြောင့်ပြပြလာခဲ့ပြီးဆွတောင်းပေးလာခဲ့ပါရယ်။နေဝင်းကအချိန်ခဏလေးအတွင်းမှာလောဝကိုဒီလောက်ကြီးကိုပြည့်စုံဆုံးသွားလိမ့်မယ်လို့မကြေခင်မိကြောင်း ိမ်မက်ဆိုတခုလိုပါပဲအလုံးနဲ့ထပ်တူခန်းစားပါရင်လို့လဲနေဝင်ကပြောပြလာပါတယ်အခုဆိုရင်နေဝင်ကငလင်ဘေးတဲ့ဖြစ်သူတွေကိုတပတ်တလန်းကနေလွတ်တန်းထောက်ပံ့ပေးနေပေဖြစ်ပေသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေလည်းအိုက်တောင်းတွေကိုမျှဝေတည်ပြထားခဲ့ပါတယ်အခုစဉ်နေဝင်ကငလင်ဘေးတဲ့ပြည်သူတွေတဲ့တင်းတရာတိတိကိုလူတန်းထောက်ပံ့ပေးထားပြီးအလုံးအစင်ပြေပါစေလို့လည်းဆုတောင်းပေးထားခဲ့ပါတယ်။ တာပြည်နေဝင်ကပြမနာနေပြီးတော့ကငလင်ပေးတဲ့ပြည်သူတွေစီကိုကရန်တွားရောက်ခဲ့ပြီးပူပူအင်တာတိန်မန့်နဲ့အတူတူနေဝင်ကစိုင်အိတ်နေရာကိုလည်းလူကျန်ထောက်ပံ့ပေးခဲ့ပါရယ်အခုလရှိမှာတော့နေဝင်ကတပ်ဖက်တလန်ကနေကူညီထောက်ပံ့ပေးနေတယ်လို့သူကရိုင်းသွားရောက်ကလူတန်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။နေဝင်ကတော့အခုလိုကြုံတွေ့ခံစားခဲ့ရတဲ့ငလင်ပေးတဲ့ပြည်သူတွေအတွက်စိတ်မကောင်းဖြစ်နေပြီးနောက်လဲလိုအပ်တဲ့နေရာလေးတွေကိုသူကရိုင်းသွားရောက်ထောက်ပံ့ပေးသွားမယ်လို့လည်းဆိုပါရယ်။ နေဝင်ကတော့ခုလက်ရှိဖြစ်ပေါ်သွားတဲ့အခြေအနေပေါ်မှာလည်းစိတ်မကောင်းဖြစ်နေပြီးအဲအကြောင်းတွေကိုလည်းနေဝင်ကခုလိုပဲပြပြလာခဲ့ပါတယ်။နေဝင်ကကျွန်တော်ကတော့အခုလိုဖြစ်လာခဲ့တဲ့အပေါ်တကယ်လေးစိတ်မကောင်းပါဘူး။တကယ်ကိုလောဘကိုမထက်မထားနဲ့ကြုံတွေ့ခဲ့ရတယ်။ဒီပေါ်လိုအပ်တဲ့နေရာလေးတွေကိုစေဝါအစားတော့ရေတန့်တွေထူထမ်းပေးသွားမှာပါ။အလုံးအတင်းထားကြပါ။ဒီအခြေအနေလေးမှာအလုံးကကြန့်ခိုင်နေကြဖို့အရေးကြီးပါတယ်ဆိုပြီးနေဝင်ကပြပြလာခဲ့ပါတယ်။ အစရောတိဥ္စာနေဝင်ကတော့ငလင်ပေးတင်းပြသူတွေကိုတတ်နိုင်စုံကူညီပေးသွားမှာဖြစ်ပြီးလွယ်တဲ့ရေးပေါ်နေရာလေးတွေကိုတမန်လူတန်းပေးသွားမယ်လို့လည်းပြောဆိုထားပါတယ်အခုလက်ရှိမှာတော့နေဝင်ခဘရာဟိတာအချုပ်ပြအလုပ်လေးတွေမှာတပတ်တလန်းကနေကူညီလှူဆောင်ပေးနေပြီဖြစ်ပေအခုလိုလူတန်းထောက်ပံ့ပေးနေတဲ့ပုံမှန်လေးပြည်တွေကအားပေးနေကြပြီးနေဝင်တို့ရဲ့မိသားစုလေးကိုဆွတောင်းပေးကြပါရယ်နေဝင်ကတော့အစိုးရတရားစံဖက်မှာပါအောင်မြင်မှုတွေကိုရရှိထားပြီးအခုဆိုရင်နေဝင်ကအကယ်ဒမီအစုကိုတောင်ရယူနိုင်ခဲ့ပြီဖြစ်ပါရယ် အစရောတျုပ်ဆောင်နေဝင်ကတော့2023ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇပုစုကိုသူပထမဆုံးပါဝင်ရုပ်ကိုချခဲ့တဲ့ UEM ရောရှိအောင်စကားချင်းနဲ့ရရှိခဲ့ပြီးပထမဆုံးရုပ်ကိုချရတဲ့စကားချင်းနဲ့တင်အကယ်ဒမီအစုကိုရရှိခဲ့တဲ့ရှရှာပါပါမင်တာတက်လက်လူလဲဆိုအမှဖြစ်ပါတယ်။အမှုပညာလူလူတွေမှာအကောင်းဆုံးကျွမ်းစားနေတဲ့နေဝင်ကတော့ခုဆိုရင်အမှုပညာလူလူတွေမှာလည်းကျွမ်းစားလုပ်ကိုင်းနေပြီဖြစ်ပြီးငလင်ဘေးအတွက်ကိုလည်းတရောက်တနေရာကနေလွတ်တန်းထောက်ပံ့ပေးနေလျက်ရှိပါတယ်။